မြန်မာနိုင်ငံရဲ့ငလေးအန်ဒီရီကိုတင်ပြပါသလားသာသာတံခိုးရ30မှာလှုပ်ခဲ့တဲ့တကူးငလီမှာကဘာပေါ်မှာငလင်ကြောကြီးနှစ်ခုပဲရှိပါသေး။အဲဒါက Airbag ငလင်ကြောနဲ့ Pacific Miles ငလင်ကြောပါ။မြန်မာနိုင်ငံကတော့ Airbag ငလင်ကြောပေါ်မှာရှိပြီးငလင်အသေးစားနဲ့အလတ်စားတွေမကြာခဏလှုပ်ပါသေး။ငလင်လှုပ်တယ်ဆိုတာဘာလဲ။ဘာကြောင့်လှုပ်တာပါလဲ။ငလင်လှုပ်တယ်ဆိုတာကဘာမျက်နှာပြအောက်ကကြောက်ချက်တွေယူလျားပြီးရေကြီးရုပ်တဲ့လှူရှားသွားတာကိုခေါ်တာပါ။ ။ရောင်ထဲကလုံရှောင်းမှုကြောင့်ငလင်ဖြစ်တယ်လို့မြေပေါ်ကမီးရောင်တွေပောက်ကွဲမှုကြောင့်လည်းငလင်ဖြစ်ပါရဲ့။ဆယ်ကြီးတွေကိုရေဖြည့်သွင်းတာနဲ့နျူကလ িয়ার ပောက်ကွဲမှုကြောင့်လည်းငလင်တွေလှုပ်နိုင်ပါရဲ့။မြန်မာနိုင်ငံမှာလည်းငလင်လုံရတဲ့အကြီးအကဲအကြောင်းရင်းနှစ်ခုရှိပါရဲ့။ပထမအကြောင်းရင်းကအိန္ဒိယကျောက်ချက်ကမြန်မာကျောက်ချက်အောက်ကိုတနည်းမှာ3.5စင်တီမီတာလောက်နဲ့တိုးဝင်နေလို့ပါ။ဒုတိယအကြောင်းရင်းကမြန်မာကျောက်ချက်ကတနည်းမှာ2.5စင်တီမီတာနှုန်းနဲ့နောက်ဘက်ကိုရွှေ့နေလို့ဖြစ်ပါရဲ့။ ။မြေအပြည့်ရွေးတွေကြောင့်လည်းငလျင်ဖြစ်နိုင်ပါသေးတယ်။ဒါကတော့မြန်မာနိုင်ငံကငလျင်ပြည့်ရွေးတွေပါ။အဲ့ဒီထဲမှာစကိုင်းပြည့်ရွေးကအရှင်ဆုံးနဲ့နှုတ်ခတ်မှုအများဆုံးပြည့်ရွေးကြောပါ။အင်အားလည်းများပါသေးတယ်။1930မှာပြည်အရီချီတာစကေခွန်းတက်သမသုံးနဲ့နှုတ်ခတ်သွားတဲ့ဘကူးငလျင်ကစကိုင်းပြည့်ရွေးကြောင့်ဖြစ်ကြပါ။မြန်မာနိုင်ငံမှာပြည်အားလိုက်ငလျင်တန်ခါရနိုင်တဲ့ဆုံငါးဆောင်ဆိုပြီးခေါ်ရပါတယ်။အားပြည့်နဲ့ဆုံးဖြစ်တဲ့ဆုံငါးမှာဘကူး၊ဖြူ မန္တလေး၊စကိုင်း၊တကောင်း၊ပူတာဦး၊တမိုင်း၊ကလေးနဲ့ဟောင်းမလေးမြို့တွေပါပါတယ်။လူရဲထူးထက်တဲ့ရန်ကုန်မြို့ကတော့စုံနှစ်နဲ့စုံသုံးကြားမှရှိပါတယ်။ဒီနာရှင်တွေကတော့နှစ်ပေါင်း၁၀၀ကျော်တွင်အင်အားပြည့်တဲ့ငလင်းတွေလက်ကျောပြန်လှူရှားနိုင်ခြင်းရှိတယ်လို့ခန့်မှန်းထားကြပါတယ်။အခုဆိုရင်ပဲမြမတမိုင်းရဲ့အစိုးဆုံးငလင်းဖြစ်တဲ့ဘဘိုးငလင်းလှုပ်ခဲတာနှစ်ပေါင်း၉၀ကျော်သွားခဲ့ပါပြီ။မြမငငယ်နေနဲ့ငလင်းဘေးရနေတဲ့အတွက်ကျိုးတင်ပြင်ဆင်မှုတွေရှိနေပြီလား။ ဘလို့မြင်ပါတယ်လဲ။